်ပထမဆုံးပြောချင်တာပေါ့နော် လော်ကီဝိဇ္ဇာနဲ့ပတ်သက်တဲ့လူတွေအဘဘုံမင်းကောင်ဆိုတာ အောင်မင်းကောင် တမဲစိတ်ဒီမင်းကောင်စက်ကြာမင်းကောင်ပေါ့နော်အမြဲတမ်းတကြောခံတကြောခံနန်ကိတ်ကိတ်ပြီးတော့သာသနာပြုတယ်ရှင် အဘဘုံမင်းကောင်အောင်မင်းကောင်စัจချမင်းကောင်ဓမ္မစိတ်ဒီမင်းကောင်ဆိုခေါင်းလေးကောင်ဆိုတာလော်ကီဝိဇ္ဇာကိုရှောက်တဲ့ပုံကိုယ်တိုင်သိပါတယ်တသနာပြုတယ်ဆိုတာဘယ်လိုမျိုးလဲဆိုရှင်အစ္စာဂေါနလို့ပကံမှာဖရားတွေတီခတ်တယ်လို့ပိုပားမြေလက်တဖန်တသနာနေမင်းနဲ့ဇေဒီပထိုးတွေများစွာအဘသည်တဖက်လက်တဖက်လက်နဲ့နန်ကိတ်ကိတ်ပြီးတော့တသနာပြုပါတယ်ခန္ဓာကိုယ်မှာယုံနံနှစ်ပါးရှိတယ် ်မြမတို့ဒီရွရွနံရောပိုင်ဆိုင်ရတယ်အဘဒီဒီလာမဲ့ထွက်ပွဲဆို82ကြိမ်မြောက်ပေါ့နော်အဘဒီနံပဲရှိတော့တာအဲ့ဒီနံလာနောက်ရိမတရဖျားပွင့်မှာကြော်တန်းဝင်မှာဆိုတော့သူ့ရဲ့ပဋ္ဌာန်းဆက်သာသမီတွေသာသမီတွေကိုသာသနာပြုလို့ရအောင်အခြေကျလိုက်သူကနံကိုချင်းချင်းပြီးတော့မှစိတ်ကိုချင်းပြစ်တာပေါ့နော်အဲ့ဒီထဲမှာကျမလည်းတယောက်ပါပါတယ်ရှင် အဲပြောချင်တာညီမဒီအဘအစ်စ်အမှန်ကိုညီမတွေးခဲ့တယ်အရွယ်နဲ့မမြောက်အောင်ညီမတွေးခဲ့ရတယ်ညီမဘဝကိုဖြတ်ကျော်နိုင်တာတစ္ဆာပါဘယ်ရာပဲငငယ်ကတည်းကအခုချိန်ထိတက်လာတဲ့လမ်းကြောင်းမှာကြောင်းတက်ရင်လည်းအနိုင်ကျခံရတယ်အဲ့လိုမျိုးပေါ့နော်ဘလောက်ပဲမိဘတွေကအမျိုးကောင်းဆုံးပြည့်စုံအောင်ထားခဲ့ထားခဲ့တိုက်ဆက်ဆိုတော့အယောင်အောင်မိမ့်မိတ်ချင်းအောင်လှုပ်တဲ့လူတွေဓာတ်တွေပါတာပေါ့နော်ဆိုတော့အဘက အများကြီးဖြည့်ရှင်းပေးသွားတယ်။အဲ့ဒါကြောင့်ညီမအမြဲတမ်းပြောတယ်။ညီမတို့တိုက်တင်နဲ့ဆက်နွယ်ရတဲ့ပုံကိုယ်တွေအဘမပါရင်ပွဲမပြီးဘူးဆိုတာအမှန်ပါပဲ။ညီမစိတ်တွေအရန်ညစ်လို့မန်လေးသွားတယ်။ဒီလိုပဲလိုက်စေးလေးတွေရောင်းပြီးတော့မှညီမမန်လေးကိုသွားတဲ့ချိန်မှာသမီးတွေတော့ဖွေးရမယ်တဲ့။အမျိုးသားတယောက်နားမှာလာပြောတယ်။ဒီကတော့နားမှာဆိုရင်နန်ချင်းပေါ့ကျမတို့ဒီအမြင်အာရုံလည်းမမှန်ဘူးအချားအာရုံလည်းမမှန်ဘူးဒီနန်ချင်းဆက်သွယ်တာမှအမှန်ပါဆိုတော့ အမျိုးသားတယောက်ကတော့ဖွဲ့ရမယ်ဆိုတော့ဟုတ်ပြီဘာတော့လဲဘာတော့ကိုပြောညီမမသိဘူးမန်လေးကနေဒီလိုပုတ်ကုတ်ပိုင်းဆိုင်ရာစကားပြောပြီးရတဲ့ရွှေသိမ့်တော်သွားမှမသွားဖြစ်ပုတ်ပါဘက်ကိုဥတီပြီးမှရောက်ချသွားတာဟိုရောက်တော့ဒီဆရာမတယောက်ကလည်းညီမကိုစောင့်နေသလိုမျိုးပေါ့နော်လာထိုင်နေတယ်ဟာတဲ့ဒီနေ့မှဒီနေရာမှာအတိတ်ထံရှစ်ရက်မြောက်နေ့ရှစ်ရက်ရှစ်လဒီနေ့မှဒီနေရာမှာလာထိုင်နေတာတဲ့ညီမကိုတွေးချင်တဲ့ပုံစံလိုမျိုးပေါ့နော်ဟိုညီမစိတ်ထဲမှာထူးဆန်းနေတယ် ပုတ်လိုက်တာငကဖြူမဲတော့ငကဖြူမဲတော့ဒီငကားတွေမှာဟိုဟာပေါ့ကျွန်တော်တို့ငကားတထောင်မဲတော့တို့ဒီနတ်ပီ6ထပ်ရဲ့အောက်ဆုံးဘုံစတုမဟာရေဘုံမှာရှိတယ်ဆိုတော့ပုတ်ကိုယ်တွေအလုတ်လုတ်တောင်ညီမပြောချင်တာနတ်တွေနတ်ငကားတွေအလုတ်လုတ်တောင်ကျွန်မပြောချင်တာအဲ့ဒီမှဒီလာထိုင်နေတဲ့အဖြူဝမ်းဆက်နဲ့ကျွန်မတွေ့တဲ့အချိန်မှာသူနဲ့ကျွန်မနဲ့ဒီစိတ်ချင်းတိနေသူ့ကျွန်မမသိဘူးဒါမှစစ်တယ်မှာလက်ဆွဲလိုက်တယ် သူရှိတဲ့အဆောင်ညီမလိုက်သွားတယ်ပုတ်ပါရွှေမကြီးတော်ဆိုတဲ့နေရာမှာအဘတကယ်ကိုပတိစိတ်ခဲ့တဲ့နေရာအဘတိထံဝင်ခဲ့တဲ့နေရာပေါ့နော်ညီမရောက်ပြီးတော့မှအဲ့အပေါ်ထက်မှာညီမလည်းဘာဖြစ်သွားလဲမသိဘူးတစ်ချက်ဓာတ်စကားတွေပုတ်ကိုစကားတွေပြောဓာတ်တွေမြူးပြီးတော့မှညီမပြန်ရောက်တဲ့ချိန်ခဏလေးမပြန်နဲ့အောင်တဲ့ကိုရဲနဲ့ဝိဇ္ဇာတွေလှုပ်လှုပ်တဲ့ချိန်ကကို ကိုကနန်းကိုအရန်ကြိုက်တယ်ကို69မှာဖျားကိုတော့ကိုပါတရားကိုတော့6ပါတန်ခါကိုတော့ကိုပါပေါ့နော်ကိုကနန်းတင်ညီမတို့ကနောက်မှဆန်နဝင်းဆိုတာပေါ်လာတာကိုကနန်းကိုဝိဇာတသမီးမှန်ကိုကိုကြော်လို့မရဘူးနက်ကားခေါ်နှစ်ကိုဘလူငါလေးကိုဆိုတော့ညီမတို့ဒီဒီလိုမျိုးဓာတ်ပိုင်းဆိုင်ရာတိုက်ပိုင်းဆိုင်ရာနတ်ပိုင်းဆိုင်ရာကိုအရွယ်နဲ့မမြောက်အောင်အလုပ်လုပ်ခဲ့ရတဲ့ခလေးပေါ့နော်ခလေးလို့ပဲပြောမယ်အသက်40 50 30ကျော်အကုန်လုံးပိုင်းနဲ့နှိုင်းရှင်ညီမတို့ခလေးပါပဲဒါပေမဲ့ ပါရမီပိုင်းဆိုင်ရာပုံကိုရဆောက်ရှောက်မှုအားကခလေးတယောက်နဲ့မမျှဘူးဖြစ်တာပေါ့အဲ့ဒါကြောင့်လဲညီမဒီအပြင်မှာဆိုရင်ဒီကင်မရာထဲမှာဆိုအပြင်နဲ့ကွာလိမ့်မယ်တချို့ဆိုတိတယ်ညီမစိတ်တွေထက်လို့ရှိရုတ်ရစ်သွားတယ်ပေါ့ဝင်ကပ်ပြီးအဲ့လိုမျိုးတွေရှိတာပေါ့နော်ဒါလဲနံပိုင်းဆိုင်ရာပေါ့ပြောချင်တာဟိုရောက်တဲ့ချိန်မှာတကက်ကိုအဘရက်သွားအဘရက်သွားအဘရက်ဘေးမှာ အာ online မှာတက်တင်လာတယ်ပေါ့နော်အဘရဲ့ဘေးမှာခလေးလေးတက်တိုင်လေးကင်ပြီးတော့အဘနောက်မှာယက်နေတယ်ဥစံဖေးဆိုတဲ့တကယ်ပြစ်စုတ်ပံမှာလော်ခတဲ့တနှစ်ကျော်တော့ထွက်သွားတယ်အဘအေကိုညီမတီလာစောင့်နေတဲ့အမနဲ့ပါသွားတာဖြစ်ချင်တော့ညီမပြောတယ်အဘလို့အစ်စ်နဲ့အတူခွဲပေးပါအစ်စ်တီတယောက်ပဲရှိတယ်အတူတထောင်ရှိတယ်အဘအကိစ္စဘလို့လုပ်မလဲသမီးတီအမှန်တရားတွေပဲပြောတယ်မှားခဲ့ရင်လည်းအဘခွတ်လို့အမှန်တိုင်းပဲပြောတတ်တယ် ကာယဝစီမံတော့တထက်တယ်ပဲနေတယ်စိတ်နှခွားနဲ့မွေဟောက် ကျမတို့နေလို့မရအောင်ဖြစ်ရင်ဖြစ်တယ်ဒေါသဓာတ်ပြောမှရတယ်ကျမတို့ဓာတ်တရားပေါ့နော်ဆိုတော့အဲ့မှာထူဆန်းတာအဘသွားရှိတဲ့နေရာတွေအဘကိုယ်တိုင်တောက်ခဲတဲ့ခွက်တွေအဘသုံးဆောင်ပစ္စည်းရှိတဲ့ရှိတဲ့အိမ်ကျမရောက်သွားတယ်အဲ့ဒီဖွက်ပေးတယ်တကောင်တော့ကဖွက်လို့မရအောင်ရှင်ဆိုတော့ဘက်ကနေကျမစိတ်တယ်ဘာဖြစ်လဲမသိဘူးဖွက်ပေးတကယ်ဆိုအဲ့တယ်ကိုသူတို့ကအဲ့ခံတာပေါ့နော်ဒါမှမကျမကတော့ပေးဆိုကျမယူပြီးတော့ဘက်ကနေဖွက်လိုက်တာ ကျမဖွဲ့မအဲ့တော့ကပွက်သွားတာဆိုတော့ဓာတ်သဘောနဲ့ကျမလမ်းမှာပြောတယ်တော့ဖွဲ့ရမယ်ကျမတော့ပွက်သွားပါတယ်ဆိုတော့အဲ့ဒီတော့ပွက်ပြီးတော့ဘာဖြစ်လာလဲဆိုတော့လော်ခဲတဲ့1900ကျော်ကကျမရဲ့ပဋ္ဌာန်းဆက်စစ်မှန်ကိုမနဲ့ပြန်ကျမခရီးထွက်ကျမတွေ့ခဲ့တယ်ကျမရဲ့အချိန်မှန်နေရာမှန်ဘယ်ပုတ်ကိုပဲအယောင်အဝါမရှိတဲ့ပုံကောင်မှညီမတို့တာစီလို့မရအောင်ညီမတို့ဒီဒဲ့ပဲပြောတတ်တယ် ဆိုတော့အရန်လဲဝမ်းနေတဲ့ချိုးရတယ်မှာအဘကိုပြောတယ်အဘအဘပဲလွတ်လွတ်သွားပြီပေါ့သမီးတော့အေးဆေးဆေးပဲနေတော့မှာအရန်ခံပြင်းလာပြီကိုတကယ်လုတ်ခဲရတဲ့အခြေတွေမှာကိုလိုသုံးတယ်ကိုဘဝကိုအဲ့လိုမျိုးပေါ့နော်အများကြီးငငယ်တဲ့အခုချိန်ထိညီမစဉ်းစားတယ်တငယ်ချင်းမိတ်ဆွေညီမပေးတာမြတ်တာအစ်စ်ညီမပြန်ရတာအမြဲတမ်းအဲ့လိုမဟုတ်ဘူးဆိုတော့ညီမအမြဲတမ်းစဉ်းစားချင်မှာနောက်ပိုင်းတော့အခုညီမထွက်မဲ့တခြင်းနဲ့အရန်အံဝင်ဝင်ကြဖြစ်လာငါဒီတယောက်သေးပဲဘဝကိုရှောက်ရမှာ ငါတယောက်တည်းပဲဟိုကုတ်တအစ်စ်ဆိုတော့လောကကြီးမှာမရှိဘူးဖယားတရားတန်ကမိဘဆက်ရအဘတို့မိတ်ဆွေစစ်ဟိုပဋ္ဌာန်းဆက်စစ်မှန်လွဲပြီးတော့ကျမအစ်စ်တွေအခုချိန်ထိရှာနေသေးပါကျမဘဝမှာပေါ့နော်ဆိုတော့တခါလေကြောင့်ဝမ်းနေတယ်အရန်ဝမ်းနေတဲ့ချိန်တွေရှိတယ်ငိုလဲငိုပလိုက်တယ်ဟိုတည့်ရဆိုကျမလှိမ့်နေအောင်ငိုတယ်ဆိုတော့ကျမလေအများအားသူမြောက်ကူညီခက်ချိန်တွေမှာပေါ့နော် ကာယကဝစီကမနောကဖြူစင်အောင်ကျွန်မအိမ်မိစမ်းတီကုညီခဲ့တယ်ဒါပေမဲ့ကျွန်မရတာဒီဘယ်တော့မှကောင်းချင်းပြတ်မရောက်ဆိုတော့ကျွန်မတိုင်တန်နိုင်တာနန်ချင်းတန်တရာလဲနေတဲ့အဘာလို့ရှိမယ်တချို့ပုဂ္ဂိုလ်ရဲ့ရုပ်ပဲပိုင်နေနာမပိုင်ရတဲ့ဟာကျွန်မအဲ့လိုတွေအမြဲတမ်းတိုင်တယ်ပြီးအလုပ်လုပ်တယ်အစ်စ်ကိုအဘာရှာပေးပါကျွန်မတော့ဖွင့်နိုင်ခဲ့တယ်အဲ့ဒီရဲ့အဖြေမကြခင်ထွက်လာလိမ့်မယ်ကျွန်မတဲ့ပဲစကားပြောတယ်အစ်စ်ရှစ်ထုတ်လာတာပေါ့ ဟုတ်ပြီဒီလိုမျိုးပြောလို့ယူတယ်ပဲပြောပြောစိတ်တလို့ပြောလို့ရတယ်ကျမကိုယ်တိုင်ကျမလက်ရှိခံစားနေရတဲ့ဟာကျမဘဝမှာတစ်ဆက်ပြီးတစ်ဆက်မြင့်လာတဲ့ဟာလက်တွေ့ဖြစ်တဲ့အတွက်စိတ်တလို့ပြောအဲ့ဒီခေါင်းစဉ်အောက်မှာကျမအေးစစ်စစ်ပါရင်ဆိုင်နိုင်တယ်ကျမရှေ့ကိုပဲသွားမှာဆိုတော့အာဒီကနေပေါ့နော်အခု87ကြေမြောက်ပိုပားမှာအဘထွက်ပွဲလာတော့မယ်အဘကကျမရှမ်းပြည်သွားတော့မေမေရဲတောင်ကဟိုပို့ကိုကတ်တဲ့အဝါပြောတယ် လက်ဆောင်လေးပေးလိုက်တယ်ငါပြန်လာပြီတဲ့တကြော့ပြန်ကတော့ခံတဲ့ကျမလည်းအဲ့ဒီမှာတယောက်အຫນွယ်ပါနေတယ်တရက်ထက်တရက်ယုံကြည်လာတယ်ကျမအဲ့ကတိသစ္စာကိုလည်းတရက်ထက်တရက်ပူတီအောင်ထတ်ကြိုးစားမယ်လို့ဒီကကြည့်ရလို့လည်းကျမပြောမယ်ပြီးလို့ရှိရင်ကျမလုံရမယ့်အပိုင်းတွေလည်းထတ်လုတ်သွားမယ်ဆိုပြီးတော့ကျမပြောချင်ပါတယ်အဲအစတော့ကျမမသိဘူးရှင့် ကျွန်မဘယောဂပေါ့နော်အောင်လန်းကျွန်မတို့ချုပ်ခံရတာပေါ့ကျွန်တော်တို့နောက်ကကျွန်တော်တို့ကယတနာတိုက်တည်ပုပ်ပွင့်လင်းလင်းပြောလို့ရှိရင်ဘယ်နေရာမှာရှိတာအစမြင်နိုင်တယ်ဆိုတော့ပုပ်ကိုပိုင်းဆိုင်ရာတိုက်တည်ပေါ့နော်တိုက်ရဲ့အလုပ်ကိုကျွန်တော်အများဆုံးလုပ်ရတယ်ဆိုတော့တွေ့နေတွေ့နိုင်တယ်တကယ်လည်းရှိတယ်မြင်လဲမြင်နိုင်တယ်လို့ဖြစ်တဲ့အတွက်အဲ့မှာအောင်လန်းမကောင်းဆိုးဝါးကြစ်ကြစ်တဲ့ပုပ်ကိုတွေနဲ့တွေ့ပြီးဆိုကျွန်တော် ချုပ်ပြီလေနော်ချုပ်တဲ့ချိန်မှာကျွန်မတော်တော်ကိုတနှစ်ကျော်နှစ်နှစ်လောက်ကိုအမောင်ဖုံးခွဲအမောင်ဖိုးခဲရတယ်ပေါ့အခုချိန်မှာအမအမောင်ခွင်းပြီးအလင်းဆောင်လာတဲ့အချိန်ပေါ့နော်အဲ့ဒီမှာအဘကတော့အကြီးကျယ်လှုပ်လှုပ်ပါတယ်တဝဲမှာရှင်အိုအောရှင်ကိုရှင်မှာရှင်အိုအောဖရာဆိုတာတဆူရှိတယ်ရှင်အိုအောမှာအဘရဲ့ရေတခွက်နဲ့ကျွန်မဘုရားပြောင်းခဲ့တာကျွန်မအကြိမ်ကြိမ်ဖြည့်တယ် ျမဘွားမှာအဘကိုတရဏံကိုပြက်ပြီးတော့ကျမကိုးကွယ်တာမဟုတ်ဘူးကျမရဲ့အဖိုးကျမရဲ့အဘတယောက်လုံးနှလုံးသွင်းပြီးကျမကိုးကွယ်တာတရဏံကိုပြက်ရင်ဝင်ပူးဝင်ကံမရဝင်ပူးဝင်ကံရတယ်လို့ပြောတဲ့လူတွေအတွက်ပေါ့နော်တရဏံကုံဆိုရောဘာလဲတည်လားရုံနံတယ်ခွာလို့ရတယ်ဆိုရဘာလဲတည်လားတိမကျမဝေဖန်မှာတချို့ပိုင်းတွေမှာသူတို့ကပြောလိုက်တာပဲအောက်ကလူတွေဘာမဟုတ်ပဲနဲ့အာကုတ္တရသွားမှာကျမစိုးရည်တယ် ဒါကတော့ပြောချင်တယ်ပေါ့နော်တပါတယ်ဟုတ်ပြီအဘကိုလည်းတိခဲ့တယ်အဘရဲ့သားသမီးလည်းမှန်ခဲ့တယ်ဆိုတော့ပုံကိုဒီအမှန်တရားလမ်းကြောင်းတွေပဲရှောက်သွားပါဒါလေးတော့ကျမဒီနေရာတပါတယ်ပြောချင်တယ်ပေါ့နော်ဆိုတော့အဲဒီဒီတလောမှာကျမတို့အရန်ထူးဆန်းတာတွေဖြစ်ခဲ့တယ်အဘနောက်တစ်ကြိမ်ကျမတို့ဖွင့်ပေးတာပေါ့